သတင်းတွေပေါ့နော်အကောင်လုံးကိုကြည့်ရတာတကယ်ကိုစိတ်မကောင်းစရာပါကလေးလေးတွေရောပဲနော်ကလေးတငယ်တွေကအစာထီတယ်ပြီးတော့အဲ့ဒီမှာစစ်စင်းနေတဲ့သူတွေကတွေ့ပါတယ်ဒီမှာစိတ်ဝှစုံလဲပါပါတယ်တချို့ဆိုရှင်အဲ့တော့တော်တော်လေးကိုစိတ်မကောင်းစရာဖြစ်ရမျိုးဖြစ်တယ်အဲ့တော့ဒီကိစ္စကို ကျွန်တော်တို့ပြင်းပြင်းထန်ထန်နော်ဟိုရှုံချပါလဲမကြိုက်ပါဘူးနော်အဲ့တော့ပြည်သူတွေထိခိုက်နေတာရတယ်။စိတ်မကောင်းတဲ့ကြောဖြစ်ရပါတယ်နော်။ သားသမီးချင်းနဲ့ကိုချင်းစာမိတယ်။အလားမိသားစုချင်းနဲ့ကိုချင်းစာမိတယ်လို့အမေဖေချင်းနဲ့ကိုချင်းစာမိပါတယ်။ညီကိုမောင်နှမချင်းနဲ့ကိုချင်းစာမိပါတယ်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပါမပြေတော့ခံရရှိဖို့ဗျာနော်။အဲစစ်တပ်အနေနဲ့ကလည်းသူကအဓိကလေချောင်းကိုအဓိကအားကိုးနေရတဲ့အတိုင်းတာမျိုးတွေမှာကျတော့မပြေတော့ခံရရှိလုခဲ့သည်စစ်တပ်ဒီလေရင်နဲ့တိုက်ခိုက်ခဲ့တယ်မတိုက်ခိုက်ခဲ့သည်ဆိုတာကတော့ ဆက်လက်ငင်းပွားနေရမယ့်ကိစ္စမျိုးဖြစ်ပေမဲ့အခုချိန်မှာအခုချိန်မှာတဖက်ကပြောထားတဲ့တင်းနေရဆိုလို့ရှိရင်တော့အစိမ်မကောင်းစရာပေါ့စစ်တပ်ကတော့သူတို့မလုပ်ပါဘူးသူတို့မလုပ်တဲ့အတွက်ကြောင့်မလို့အဲထောက်ပြထားတာရောရှိတော့ဗျာနော်ဒီကြောင့်တိုက်ခိုက်မှုကအရင်ကလည်းရှိခဲ့တာပဲလေနော်အခုလည်းဒါကရှိမရှိဆိုတာကတော့မပြေသောကံရရှိတက်မလို့အနေနဲ့လည်းဒါအရင်ကနံပါတ်၁ချက်တက်မလို့ဘက်ကလေကြောင်းတိုက်ခိုက်မှုကိုပဲအဓိကအားကိုးရတဲ့ခုဖြစ်တယ်နောက်တစ်ခုကအမ်မကြာခဏဆိုလို့ဒီတပုံပြတ်မှတ်တွေကိုလေးရင်နဲ့ပဲတိုက်တယ်ပေါ့နော်ဒီရင်နဲ့ အရေးယူရရှိတယ်အခုဒီကိစ္စမှာဖြစ်နိုင်မှဖြစ်နိုင်ဆိုရာဂိုင်းတော့အဖြစ်တော့50 50ဆိုပေမဲ့မပြေတော့ကံရရှိကျွန်တော်တို့ကစစ်တပ်ပဲတကယ်လုပ်လိုက်ပြီလားဆိုတဲ့ပုံစံမျိုးတွေထိစိတ်မကောင်းဖြစ်ရတယ်ပေါ့ဗျာနော်လောလောဆယ်အားဖြစ်တော့ နော်ယူဆထားလို့ရတယ်ပေါ့တက်ကကျဲသွားတယ်ဆိုပြီးယူချယူဆထားလို့ရတဲ့အခြေအနေမျိုးတော့ရှိတယ်ဟုတ်ပြန်နော်အဲ့လိုပဲကျွန်တော်လည်းပြောတဲ့အတွက်ကြောင့်ပြောနိုင်တယ်အဲ့တော့ဘယ်လိုဖြစ်ပါဒီနေရာမှာအဓိကကျဲခဲ့သည်ရှိရှိမကျဲခဲ့သည်ရှိရှိပေါ့ဗျာနော်ကျွန်တော်တို့ပြောချင်တာကတော့ဒီဖြစ်ရမှာပြည်သူကကြားထဲကနာကျင်ရတာမှန်ပေမဲ့ကလေးတငယ်တွေကြားထဲကနော်ဘာမှသူတို့သိတာမဟုတ်အနီးဖြစ်ဖို့တော့ကလေးဆိုမွေးလာမှာအစိမ်းဖြစ်ဖို့တော့မွေးလာတာမဟုတ်ဘူးနော်စစ်သွေးကြွဖြစ်ဖို့တော့မွေးလာမွေးလာတာမဟုတ်လို့နော်ကျွန်တော်ပြောနေသလိုအာဒီပေါ့စစ်တပ်ထောက်ခံဖို့လည်းမွေးလာတာမဟုတ်ဘူး ေးတွေကမွေးလာတဲ့အဖြစ်တွေလေးမွေးလာတာဖြစ်တယ်အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီပြဿနာတွေလုံးဝစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်အခုလက်ရှိရေဘူးရအားဖြင့်တုံ့တက်ယူဆောက်လို့ရတာတော့ကျွန်တော်မပြေသောခံရရှိပေါ့ဗျာနော်စစ်တပ်ကတော့ညင်းဆိုတာရှိတယ်ကျွန်တော်တို့ကမပြေသောခံရရှိစစ်တပ်ဒီလေချောင်းအားဖြင့်ပုံမှန်တိုက်ခိုက်မှုတွေနော်ဒီသဘုံရှိတဲ့အရက်ကိုတိုက်ခိုက်မှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဝင်ခံပါတယ်စစ်တပ်ကလေချောင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ခံစားရပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဆွဆွဲမှုတော့မဟုတ်ဘူးကျွန်တော်ခံစားရတယ်

um လေချောင်းကိုအဓိကထားပြီးတော့ရေးယူရေးယူနေရတဲ့အတွက်ကြောင့်မို့လို့เนาะမပြေးတော့ကံရရှိတစ်ဖက်ကဆွဆွဲလာပြီးဟေးဆိုလို့ရှိရင်တော့ဖြစ်တန်ချီများတယ်ဆိုပြီးကျွန်တော်တို့ခံစားရပါတယ် Come on make a bug don't go I'm a nigga with the attitude thanks to y'all now I'm